အားလုံးပဲမင်္ဂလာပါခင်ဗျာအဲဒီနေ့ဆယ်ရက်နေ့အတွက်ကျွန်တော် live လွှင့်တာဗျာကျွန်တော်ဒီမှာ live မကောင်းတော့ live လွှင့်လို့မရအောင်ဖြစ်နေအဲကြောင့် video လေးတင်လိုက်တာပါကျွန်တော် internet လည်းကောင်းကောင်းမရှိပါဘူးအဲကြောင့်မို့ကျွန်တော်နည်းနည်းလေးသွားပါမယ်နော်ဒါအရင်ရက်ကကျွန်တော်1လေးအောင်ခဲ့တဲ့ queries ပေါ့ဗျာလူချင်းမင်းတို့1လေးတော့ပေါက်ကြရလားနော်ရပါစေလို့ပဲကျွန်တော်ဆုတောင်းပေးပါရစေ။နောက်ရခဲ့တဲ့သူများ comment လေးတွေမှတ်ပေးပါဒီ video လေးအောင်ပါ။ ကျွန်တော်သိကျင်လို့ပါဝမ်းသာလုံးလို့ပါနော်တကွယ်ထည့်ပြီးပြီးအောင်မြင်သွားတဲ့အတွက်ဝမ်းသာလုံးလို့ပါနော်အဲ့ရဆက်လေးကမနေ့မှဒီလို၅ကြတယ်ညနေမှဒီ၅ကြတယ်မနေ့မှဒီ၃ညကြပြီဒီ၃ညကြပြီတစ်၃ညရိုက်တဲ့ကွယ်နော်ဒီမှာကြတော့မနေ့မှဒီလို၈ကြတယ် ညနေမှာဒီလိုရှင်းဆိုရေး၃ညထက်ပြီးရင်ဒီခွန်လို့ကြပြီးတော့ဒီခွန်လို့ကြရေး၃ညကိုကြတဲ့အပြင်ပြီးတော့ဒီအပြင်မှာဒါတစ်လေးတော့ကျွန်တော်တကွက်တည်းပြီးခဲ့တဲ့အပြင်နော်ဒီမှာ၅လို့ကြတယ်ဒီမှာ၅လို့ကြတယ်ဒီမှာ၃လို့ကြတယ်ဒီမှာ၃လို့ကြတယ်တစ်လေးတစ်ပေါက်တယ်နော်အခုဒီပင်ကကြတော့အဲ့ဒီပင်လေးကိုကျွန်တော်ပြန်ကောက်မယ်နော်အဲ့ဒီပင်လေးပြန်ကောက်မယ်ဆိုတော့ဒီလိုပေါင်းရင်၅ဒီလိုပေါင်းရင်၅ငါးငါးတလုံးပိုင်းနဲ့ဒီလေးလုံးပေါင်း၃ညရဲ့6ရဲ့ပေါင်းတော့6 လေးရပေါင်းတော့၃ရခွန်နဲ့ပေါင်းတော့ခွန်ဒီလေးလုံးပေါင်းခြင်းကခွန်ဒီလေးလုံးပေါင်းခြင်းခွန်ကဒီဒီလိုပေါင်းခြင်း၅နဲ့တွားပေါင်းပြီးခွန်၅ဆိုဒီဘက်ထဲရိုက်တယ်เนาะနောက်နေ့မနေ့မှာခွန်၅လို့ရိုက်တယ်ပြီးတော့ခုဒုတိယဒီအပင်မှာလေးတော့ကဒီလိုပေါင်းခြင်း၈ဒီလိုပေါင်းခြင်း၈၈တလုံးပိုင်းနဲ့ဒီလေးလုံးပေါင်းရင်6ဒီလေးလုံးပေါင်းရင်9ရ6ရပေါင်းတော့9 9ရ2ရပေါင်းတော့ခွန်ခွန်ရ6ရပေါင်းတော့3 အဲ့ဒီ3လေးဒီဒီဒီရှစ်ဒီရှစ်နဲ့ဆို3ရှစ်ဆိုပြီးနောက်နေမှာတစ်ခွက်တည်းရိုက်တယ်နော်3ရှစ်တော့တစ်ခွက်တည်းရိုက်တယ်အခုဒီဘင်ကကြတော့ဒီလို၅ဒီလို3လုံးပေါင်းရင်၅ဘာဖြစ်ပြီးတော့ဒီကြားထဲမှာ4ရက်1ရက်ပေါင်းတော့၅5ရက်1ရက်ပေါင်းတော့3 3ရက်9ရက်ပေါင်းတော့3ည3ညဆိုတော့ဒီဘင်လေးမှာ3ည5ဆိုတဲ့တစ်ခွက်တည်းနော် 350ရဲ့တကွက်ထဲရရနော်350ရဲ့တကွက်ထဲအဲ့တော့ဒီနေ့10ရက်နေ့မနေ့မှာ350က main off ကွက်တကွက်ထဲတယ်နော်အရန်အနေနဲ့က303ရဲ့2300ရဲ့46ရဲ့ထည့်ပေးထားတယ်နော်အဲ့အရန်ကွက်လေးတော့မထိုးတော့မပြောတော့ဘူးနော်အရန်ကွက်လေးတော့မပြရတော့ကျွန်တော်အချိန်လေးမရလို့ပေါ့နော် main off ကွက်က305နော်305 ဒီ12နှစ်အတွက်เนาะ10ရက်နေ့12နှစ်အတွက်မင်းရောက်ွက်ဒီ305ပါเนาะလူကြီးမင်းတော့เนาะ305တွက်ခဲ့ပါအဲ့ဒါလေးလာပေးတာเนาะ comment လေးလည်းမှတ်သွားကြအောင်အားရှိအောင်လို့ဘလောက်ဘူးပေါက်တယ်ဆိုတာလေးကိုเนาะအားလုံးကိုကျေးဇူးတင်ပါတယ်လို့เนาะ see you လို့အချိန်ရရလို့တင်ပေးပါမယ်လို့เนาะဒါပဲတော့ bye bye see you